မှဒါဘာကြောင့်မလို့အဲ့ဒီကိုသမားကြီးတုံးကြလဲဆိုတော့ဗောနော်ခင်ဗျားတို့တော့ကျွန်တော်ဒီရက်ပိုင်းတအားဆာတော့အိုနာနာဝတ်တဲ့ဒီအီဘရိုလေးဆိုပြီးတော့ကျွန်တော်လာလာပြီးတော့မေးကြလုံးလို့တော့ခင်ဗျားတို့တကိတ်ငါသားတွေနော်အိုနာနာဝတ်တဲ့အီဘရိုလေးလိုချင်လို့အိုနာနာဝတ်တဲ့အီဘရိုလေးလိုချင်လို့ဆိုပြီးတော့ size တွေကလည်းပြီးတော့လာလာပြီးတော့ဝတ်ကြည့်ကြတယ်ပြန်အဖြူမှအဖြူအဲ့ကျွန်တော်တို့အိုနာနာဝတ်တဲ့အဖြူပဲခင်ဗျားတို့ယူပါတယ်ဒီလားနောက်ကျွန်တော်တို့လာချင်းမသိဘူးခင်ဗျားတို့ပြောတဲ့အိုနာနာအိုနာနာဆိုလို့မြန်မာပြည်ကိုကျွန်တော်တို့ဟိုအတင်းအသက် ရန်ကုန်ရိုင်းရဲ့ FC ကိုရောက်နေတဲ့ကင်မရွန်ဂိုးမတအူရှိရတော့ကျွန်တော်သိတယ်ဒါပေမဲ့ခင်ဗျားတို့အိုနန်းနားလည်းနာမည်ပေးတာကျွန်တော်မသိဘူးအိုနန်းနားဝတ်တဲ့လက်အိတ်ဆိုလို့ခင်ဗျားတို့ကခင်ဗျားတို့ကကျွန်တော်ပြောတော့တော့ရှာတော့ဘောဟိုဟာဒီမှာပုံနေတော့ရှာတယ်အိုနန်းနားဘယ်ဘွဲမှာမျက်ဝတ်တော့ရလဲဘောအီဘရိုအချိန်ကတော်ထူသွားတဲ့အချိန်ထူပူနေတဲ့အချိန်ဖြစ်သွားတာနော်ခင်ဗျားတို့ပြောတဲ့ဒီအိုနန်းနားဝတ်တဲ့လက်အိတ်အီဘရိုဆိုရဲနော်ဆိုတော့အဲတချို့မသိသေးရဲ့လူလည်းအဲ့လိုခေါင်းစားခံပါဆိုကျွန်တော်ပြောပြမယ် ဒီပြောပြမယ့်ဟာကတော့ကျွန်တော် ebro ပေါ့နော်အဲ ebro ကကျွန်တော်ဒီအခု nationally မှာအောင်မြင်ဆုံးဒီဇိုင်းအနေထားမျိုးရှိနေပေါ့နော်အဲဘာဖြစ်လို့အဲ့လိုမျိုးပြောနိုင်လဲဆိုတော့ကျွန်တော်ဒီ league cup ကန်နေကြပေါ့နော်ပြီးတော့ကျွန်တော်ဒီ u21 တို့ကတော့ဒီအငယ်အသင်းတွေကန်နေတဲ့ထဲမှာဒီလက်8ဒီဇိုင်းကသူကအများဆုံးအဝတ်အများဆုံးဒီဇိုင်းလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီ goal လက်8ဟိုဒီဇိုင်းစုံနေအများကြီးရှိတဲ့ထဲမှာ hipro ရဲ့ဒီအခုဝတ်ထားတဲ့ဒီ onana လို့မြန်မာပြည် onana ကိုထားပါတော့ကျွန်တော်ဒီအခုနာမည်နာမည်ကတော့ချိန်သွားပြီရန်ကုန် cdfc က ကိုဒမာကင်မရွန်ကိုဒမာအိုနာနာဒီမန်ယူနိုက်တက်မှာလည်းကန်နေတဲ့ဒီအိုနာနာနဲ့လည်းသူငယ်တငယ်ချင်းတွေလို့အင်တာဗျူးမှာကျွန်တော် ကြည့်လိုက်ရတယ်ဆိုတော့အဲအိုက်ကဆိုတော့ထားပါတော့ဒါတွေကအဲပြောချင်တာဒီဒီနေ့ကပျော်ပြချင်တာက e-pro ကို review လုပ်ပေးချင်တာဆိုတော့อืมအဲ့ဒီဒီဇိုင်းကခင်ဗျားတို့လည်းမြင်ဦးနေကြဒီဇိုင်းဖြစ်မှာဒီ nationally အခု league cup ရဲ့ဒီ U21 မှာကစားနေတဲ့ ဒီကိုသမားကမရှိဘူးဆိုရင်ဒီ40ရာခိုင်နှုန်းလောက်ကဒီ E Pro ရဲ့ဒီဒီစိတ်ကိုအများဆုံးသုံးထားရလို့ပြောလို့ရတယ်ကျွန်တော်ပြမယ်အဲဒီဇိုင်းဟာဒီကောင်ပေါ့ဒီဒီဇိုင်းကိုသုံးအဒီဒီဒီဇိုင်းကိုပေါ့နော်အယောင်ဆုံးဒီကောင်တော့အယောင်6ယောင်လား8ယောင်လားမသိရှိတယ်အဲဒါဒါဒီဒီခင်ဗျားတို့ပြောတဲ့မြန်မာပြည်ကအိုနန္နာကတော့ဒီပွဲဆောက်တာပွဲထွက်ခြင်းမှာဒီ leak ကမှာတော့ let's one တော့နှစ်ပွဲအောင်ပြသွားတော့လောက clean sheet ယူသွားတာဟုတ်မှာပြအောင် ကျွန်တော်တို့ပြောတဲ့ ਉਹ နနာဆိုတဲ့ဆရာသမားလက်စွမ်းပြသွားတယ်လေအခုနောက်ပိုင်းတော့သူက rush အဖြူလေးလားမသိဘူးထားလာတွေ့တယ်ဆိုတော့ဒီကောင်ဒီကောင်ကိုကျွန်တော်ဒီနေ့ review လုပ်ပေးသွားမှာဖြစ်ပါတယ်အရောင်နေထားနေတော့ကောင်6ရောင်လာတယ်ဒါကတော့တခြားရောင်တွေတော့ကျွန်တော်ဒီထဲမှာပြရတော့ဘောနော်ဗီဒီယိုအရင်ရှေ့ပေါ်မှာဆိုလို့နော်ဒီကောင်အဲပထမဆုံးပြချင်တာကကျွန်တော်ဒီပုံမှန်တိုင်းပဲ။ဒီအရင်ဆုံးကျွန်တော်ကြော်ပြီးပြလိုက်ပြီလို့ packaging ကိုကျွန်တော်တစ်ချက်ပြပေးမယ်။ဒီမှာ packaging ကတော့ကျွန်တော်တို့ပုံမှန် ပုံမှန်ထက်မိုက်သွားပြီပေါ့နော် ebro ဒီဒီမှာဒီလိုစကားပုံစံမျိုးလေးနဲ့နောက်ပိုင်းနေရဒီ training တို့ဘာလို့ပွဲတို့သွားကန်တဲ့ချိန်တောင်ဒီလိုအိတ်ကိုဒီတိုင်းဆွဲသွားလို့ရပြီပေါ့အရင်တော့အဖြစ်သဘောမျိုးပဲပါတာအခုကဒီမှာလေထွက်ပေါက်နဲ့ပါတယ်ပေါ့နော်အဲကဲအဲ့ဆိုရင်ကျွန်တော်ထွက်ထုတ်ပြီးတော့ကြည့်လိုက်မယ်ထုတ်ကြည့်လိုက်တော့လေဒီလိုနဲ့အိတ်ပဲပုံမှန်ပဲဒီ moment လင်းပြောမယ်ဆိုရင် ebro ကဒီလိုဈေးတက်တာပြီးတော့ဒီလို quality အတားကြအလေလက်ထဲမှာပါတော့ဗောနော်အရင်ပေါ်ပေါ်ပဲပဲထဲမှာလည်းမပါဘူးဒီက ကျွန်တော်ကတော့ site ရှေ့ဝင်နေကြပါတော့ဒါပေမဲ့ဒီမှာက site ဘက်မှာက site ကိုပဲရှိလို့ကျွန်တော် site ကိုဝတ်ပြလိုက်မယ်ကိုရောင်ဘက်မှာတော့အများကြီးချန်နေရပါတော့အယောင်နေထားနေတော့ဒီအဖြူကတော့အယောင်တက်ဆုံးပဲ nationally မှာတော့ကျွန်တော်ဒီ gold mine တော့အများကြီးဝတ်ကြရပါတော့ဒါတော့မှကျွန်တော်ဒီပုံထဲမှာမပါတဲ့ gold mine အရှိုံပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီအောင်လေးကိုကျောင်းနေရကြတယ် quality လေးချက်ပြပေးမယ်ပေါ့ဒီမှာ ီကောင်ကပုံမှန်အတိုင်းကျွန်တော်တို့ ebro ဆိုရဲထုံးစံအတိုင်းဒီအပေါ်ကကျွန်တော်ဖော့သားတွေပေါ့နော်ဒီပေါ်သားအနေထားကြီးတော့မရောက်ဘူးဒီအပေါ်ကဖော့သားတွေဖြစ်မယ်ဖော့သားဟိုမှာတို့အပေါ်မှာမိုလေးသွင်းထားတယ်ပေါ့နော်မိုဒီမှာအရာလေးနော်အရာနဲ့သွားတယ်ပြီးရင်ဒီကောင်ကပို့ပြီးတော့ကောင်းလာတာကဒီကောင်ပို့ပြီးတော့ကျယ်လာတယ်ပေါ့ ebro ပုံမှန်တိုင်းကဒီကောင်နည်းနည်းလေးကြက်ချင်တယ်လေနော်ဒီလက်ကောက်ဝတ်နေတာပေါ့ကဲကျွန်တော်ဝတ်ပြမယ်မာနော်နိုင်အောင်မချုပ်ဘူးကျွန်တော်တခါလေးဝတ်လိုက်မယ်အဲ့အထဲမှာ rubber seat လေးပါလေးရပါတော့ တိုင်းမှာ robbery ပါတယ်ဒီဇိုင်းကတော့လောလောဆယ် leak up မှာတော့အအောင်မြင်ဆုံးလို့ပြောလို့ရတယ် ebro ကဆိုတော့ late review လုပ်နေတဲ့တစ်ဖက်ကျွန်တော်အနောက်မှာလန်ထားတဲ့ဘောင်းမီလေးအကြောင်းတစ်ချက်ရှင်းပြအောင်မယ်ကဲဒါကိုကျွန်တော်လန်ထားတယ်လို့ထင်နေအောင်မယ်ကျွန်တော် bg ကထုတ်တယ်အသားကဘောင်းမီတို့ရှိရဲဘောင်းမီရှိရှိတယ်ဝယ်တာပဲနော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအသားကဘောင်းမီတွေကကျွန်တော်တို့ဒီကိုသမားတွေရဲ့ဒူးတို့ပေါင်တို့တောက်လျှောက်ပွန်းတာပေါ့နော်အဲအဲ့ဒါတွေကိုကာဝယ်ပေးတာအဓိကပြောချင်တာဒီကောင်နဲ့ပွန်းတာမဟုတ်ဘူးနော်ဒီကောင်နဲ့ပွန်းတဲ့ထန်တွေကာဝယ်ပေးတာဆိုတော့ထားလိုက်တော့ကြောင်ညာတယ်ထင်နေမယ်အဓိကတော့ ွေထားတာနောက်တော့ကြာလန်လန်ထားတယ်ထင်ပါသလိုကဲလက်အကြောင်းပြန်ဆက်မယ်ဒီကောင်ကိုဘောလုံးနဲ့ဆံပြပေးမယ်ဘာကြောင့်မလို့လောလောဆယ်အခုဒီလိကတ်မှာဒီလက်အိတ်ကအအောင်မြင်ဆုံးဒီကိုသမားတွေအများဆုံးအဝတ်အများဆုံးဖြစ်နေလဲဆိုတော့ဒီလက်အိတ်ဆိုတော့ကျွန်တော်ဒီလက်အိတ်အအောင်ပြောမှုန်တော့ဒီလက်အိတ်ဒီဇိုင်းကိုမှအအောင်ဆုံးရှိရသူ6ရောင်လား8ရောင်လားမသိလာတယ်ဒီအခုလောလောဆယ်ဒါကတော့ nationally ကတ်မှာအသုံးနဲ့ဘောလုံးပေါ့နော်ကဲဒီမှာဒါတောင်ကျွန်တော်ပြပေးမယ်ပေါ့မှာဒါဘာကြောင့်မလို့အဲဒီကိုသမားတွေသုံးကြလဲဆိုတော့ပေါ့နော်ဒီမှာ ူကတော့ဒီမှာနေဘူးနေဘူးမိုးရွာဆိုပြီးတော့ပြထားတယ်ဒါပေမဲ့ကျွန်တော်ကတော့မသိသေးဘူးเนาะဒီဒီကောင်ဒါလောလောဆယ်အမြင်တိုင်းပဲ review လုပ်ပေးတာဖြစ်တယ်ဒီမှာဒါကျွန်တော်အောက်ကိုတစ်ချက်တစ်ချက်နှစ်ချက်လောက်ရိုက်ပြမယ်เนาะညော့၃ချက်၄ချက်၅ချက်ကဲဒီမှာเนาะဒါမှလည်းလုံထားအောင်ကြိုးလည်းချီမထားဘူးကနေလည်းပင့်မထားဘူးလေနဲ့လည်းမုတ်မထားဘူး ။ဟောဆိုတော့ဒါသူ့ရဲ့ဒီလက်ရဲ့ quality ကိုပြပေးတာဖြစ်တယ်။ပြီးတော့ဒီလက်ရဲ့ review လုပ်ပေးရမယ်ဆိုရင်တော့ဒီကောင်ကပုံမှန်ထက်ကြုံပို့ပြီးတော့ကျေလာတယ်။လက်ကောက်ဝစ်ကြီးရဲ့လူတွေပို့ပြီးတော့ဝစ်လို့အဆင်ပြေတယ်ပေါ့နော်။ပြီးတော့ဒီဖော့သားတွေဒါတွေကလည်းပို့ပြီးတော့တက်ရက်လာတယ်။ဒီမှာဒီကောင်နဲ့ပို့ပြီးတော့တက်ရက်လာတယ်။အရင်တော့ဆိုရင်ကျွန်တော်အစထွက်နေရတော့ဟာကိုရှိရပေါ့နော်။ဒီဒီညာကျတော့ကျွန်တော်ပုံမှန်အခု sticker ကက် sticker ကက်ပြီးတော့ကိုယ့်နာမည်ကိုရိုက်ချင်တဲ့လူတွေအတွက်ကြတော့အဆင်ပြေမယ်ပေါ့နော်။ share ပဲ။အဲဒီမှာ mode တခြားတော့တခြားလူတွေတော့မသိဘူးเนาะကျွန်တော်တို့အခုဒီမှာ site ရှေ့တမာတော် site ကိုဝတ်ထားတော့ဒါကြီးကိုဟိုဝတ်ထားတာကိုကို confidence ရှိနေလို့ပဲအခုအပွဲကြီးပါရောဖမ်းကျင်တော့ရတယ်တိလားဆိုတော့ပျော်ရန်သမားကြီးနေလဲဒီကောင်သုံးရလားဆိုတော့ကျွန်တော်ပျော်ပြမှာပေါ့เนาะဒီအပျော်ရန်တွေကကျွန်တော်တို့အများစုကအဖြူအမဲသုံးတာများတယ်ပေါ့လေအဓိကတော့အနယ်တွေကအဖြူအမဲသုံးတာများတယ်ရန်ကုန်တို့မန္တလေးတို့ကတော့ဒီ nationally တို့ဘာလို့မှကန်တဲ့ဘောလုံးတချို့တို့လက်ဆောင်ရထားရှိအဲ့ဒါတွေနဲ့ကန်ကြရတယ်ပေါ့เนาะဆိုတော့အဖြူအမဲနဲ့လည်းကျွန်တော်ဆန်းပြပေးမယ်เนาะ နေဒီမှာဆိုရင်တော့ဒီအဖြူမဲတွေသုံးတယ်ပေါ့နော်အဖြူမဲလည်းဒီမှာကြည့်လိုက်နော်ကျွန်တော်လေနဲ့လည်းမို့မထားဘူးကျိုးနဲ့လည်းဆွဲမထားဘူးကြည့်လိုက်နော်ဒီမှာဒီတိုင်းပဲသွားရနော်ကဲအဲ့ဆိုရင်ဒီမှာဒါဆိုကြာလို့ဒီမှာနောက်တစ်ခုကျော်ဆင် sorry camera round တော့ဟဲ့ဆိုတော့ဒီမှာဒီဆင်ပေါ်မှာထားထားတဲ့ဒီပီလီလာတရားလည်းကျွန်တော်ကင်ပြလိုက်မယ်နော်ဒီတိုင်းပဲကင်လိုက်မယ်ဒီမှာဒီတိုင်းပဲပါလာပဲနော် အဲဒါလောက်ဆိုရင်တော့ဒီကောင်းရဲ့ quality ကိုဘာကြောင့်မလို့ဒီ nationally မှာအသုံးတာများတာလဲဆိုရင်တော့တိလောက်ပြီးလို့ထင်တယ်ပုံမှန်လိုပဲ5 finger စေးလာတယ်ပေါ့နော်ဒီ၅ချောင်းလုံးပါတယ်မှာ1 2 3 4 5ဒီကောင်း၅ချောင်းလုံးပါတယ်ပေါ့နော်ဒီ5 finger စေးကလည်းအလွယ်တကူအဖြုတ်တက်လုပ်လုပ်လို့ရတယ်ပေါ့နော်ဒီမှာဒီကောင်းခါတိုင်းလိုပဲကက်ခွာနဲ့လာတယ် ebro က finger စေးတွေကိုဖြုတ်ဖို့ဆိုရင်ကက်ခွာနဲ့လိုင်းလာတယ်မလာဘူးဆိုတော့ဇင်းနဲ့လာတယ် finger စေးကိုအသက်ဖြုတ်လုပ်တဲ့နေရာမှာကျွန်တော်ဇင်းနဲ့ဆိုရင်တော့ဒီခိုင်းမြင်အနေများတယ်ပေါ့နော်အဲဒါကတော့ကျွန်တော်ကက်ခွာနဲ့ပဲပေါ့ဒီကောင်းက ဆိုတော့ဒီမှာကြည့်မယ်နော်အဲဒီကောင်းရဲ့ finger save ဒီမှာအဲ finger save မချိုက်တဲ့လူတွေကတော့ဒါကိုဖြုတ်ဖမ်းပါနော်အဲတော်တော်လေးတော့ပေါ့ပါကျွန်တော်တို့ finger save ချိုက်တဲ့ထဲမှာမပါဘူးကျွန်တော်အမြဲတမ်းဖြုတ်ပြီးတော့ဖမ်းလေးရှိတယ်ဒီမှာအဲဒါဒီကောင်းရဲ့ finger save မနော်ခင်ဗျားတို့ပြောပြောနေတဲ့ကော်ချောင်းပါလာကော်ချောင်းပါလာဆိုတော့ဒီဒီကော်ချောင်းကိုပြောတာပေါ့နော်ဒီမှာကြည်တာကြည်ကြည်ပါဒီကောင်းအစစ်စစ်ကလေးနဲ့ကျွန်တော်အရင်ကလေးကနေဒီ finger save ဆိုရင်ဖြုတ်ပြီးတော့ဖိုင်နယ် finger set ပါတယ်ဆိုရင်ဒီ finger set လေးဒီအယိုးလေးတို့ဒီအစ်စ်ကလေးတို့ကျွန်တော်လိုက်ပြီးတော့ချိုးထားလိုက်လိုက်တာပေါ့ဒါမှပဲကျွန်တော်လက်ကိုချုပ်ထားလို့မဖြစ်ပဲねဒီအိုင်ဖမ်းရတာအဆင်ပြေလို့စိတ်ထဲမှာခံစားမိတာပေါ့နော်ဒါကတော့ကျွန်တော် finger set ကိုပြပြီးတာပြင်ဒီ e pro ဒီကောင်းရဲ့ပါဝါသားဒီမှာအတန်လေးတစ်ချက်နားထောင်ကြည့်လိုက်အပေါ်သားကတော့ share ပဲဒီ18000တန်းထဲမှာတော့ဒီကောင်ကတော်တော်ကြီးကိုမိုက်တယ်လို့ပြောလို့ရတယ်။အဲဒါကြောင့်လည်းဒီကျွန်တော်တို့ဒီ National League Cup မှာ ကိုသမားတွေအများစုအတုံးအများဆုံးဒီ40ရာခိုင်နှုန်းထိကိုဒီကောင်ကလွှမ်းမိုးထားတယ်လို့ပြောလို့ရတယ်။အယောင်တွေကတော့6ယောင်9ယောင်ရှိတယ်ပေါ့နော်။ကဲဒီလောက်ကျွန်တော် review လုပ်ပေးပြီးပြီဆိုရင်တော့ channel လောက်ပြီလို့ထင်ပါတယ်။ဒီထက်အများကြီးစကားတွေရှင်နေလဲ video တအားရှည်သွားမှာဆိုလို့ပေါ့နော်။ video အခုလို့အဆုံးထိကြည့်ပြီလား။ကျေးဇူးအများကြီးတင်ပါတယ်။ကဲနောက်တစ်ရက်မှာတော့ကျွန်တော်ဘာ review လုပ်ပေးမှာလဲဆိုတော့ကျွန်တော်တို့ဒီ2024 2023လောက်မှာအရင်အောင်မြင်ခဲ့တဲ့ H3 brand ရဲ့ကြာရှုံးချိန်ကိုရောက်ပြီလားဆိုတော့ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကဲဒီကောင်ဒီဒီကောင်နေအရန်ကိုဆွာခဲ့တဲ့ဒီဒီကောင်ဆို Robot 3ပေါ့နော် Robot 3ပေါ့ဒီကောင်ပါဝါသားတွေကအရင်လိုပဲကောင်းသေးရဲ့လားအပြည့်အမြင့်ဆုံးဘောလုံး league ဖြစ်တဲ့ National League မှာဘာကြောင့်လို့အများဆုံးအရင်လိုမတွေ့ရတော့တာလေးပေါ့နော်။ဒါကိုနောက်တည့်ရက်မှာကျွန်တော်ပြန်ပြီး review လုပ်ပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာလည်းစောင့်ကြည့်ပေးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကဲဆိုတော့ဒီလောက်နဲ့ပဲ။ All new အော်လက်အိနဲ့ပတ်သက်ပြီးတော့ပြောရရင်လည်းတော်တော်ပြည့်စုံလောက်ဖြစ်သွားပြီ။ဒါပေမဲ့ကျွန်တော်ပြောဖို့လေးတခုမိတ်ခဲ့လို့ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe လုပ်သွားပေးဖို့အတွက်တောင်းဆိုပါတယ်။ကဲ 擦洗啊，拜拜。